အဲ့ဒီမှာအဓိကချက်ကတော့ဘာလို့ဆိုရင်ပြောချင်တာကတော့ဓမ္မဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့သူရှာတဲ့စီပွားက တရားသဖြင့်ရှာတဲ့စီပွားဆိုလိုတာကိုချင်းတရားမပြတ်ပြားပဲရတဲ့စီပွားလို့လိန်ညာပြီးတော့လှုပ်တဲ့စီပွားလည်းမဟုတ်ဘူးမတရားကောင်းမှုဖြတ်တဲ့စီပွားလည်းမဟုတ်ဘူးသူတစ်ပါးရဲ့အသက်တွေနဲ့အသက်မွေးတဲ့စီပွားလည်းမဟုတ်ဘူးနော် ကိုကိုတိုင်အလုံးလုံးပြီးတော့စုဆောင်ပြီးရရှိလာတဲ့ဝေကြည်တနာစိပွားဥစ္စာလို့ဓမ္မိကေဟိဓမ္မလတ္ထေဟိတဲ့ဘုရတဝကလို့ဆိုတဲ့ဘုရဘာသာတွေဟာစိပွားရှာပြီးဆိုရင်ဒါအဓိကတတိထားဖို့လို့ဒုစရိုက်နဲ့မရှာနဲ့သူစရိုက်လုံးကနဲ့ကောင်းရောကောင်းဝင်နဲ့ရှာရမယ်ဒါကို ကိုကိုလကိုစွမ်းအားနဲ့ကိုလုတ်အားနဲ့ကိုဒါချွေးချက်တော့မထွက်တာအထီးကမဟုတ်ဘူးကြိုးစားတယ်ဆိုတဲ့အတိပဲကိုယ့်ကိုကြိုးစားပြီးတော့မှန်ကန်တဲ့လမ်းကြောင်းနဲ့စီးပွားရှာပါ မတရားလုပ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်ဘူးလူတာလည်းမဟုတ်ဘူးလိန်လိန်ရောင်းတာလည်းမဟုတ်ဘူးမှန်မှန်ကန်ကန်စီးပွားဥစ္စာကိုရှာတယ်ဒါရှာကြတဲ့အပိုင်းလေးပါမြတ်စွာဘုရားဒီစကလုံးလေးတွေနဲ့တုံးထားတယ်နော် တရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာဖြစ်တယ်။လောကမှာမတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာတွေကလည်းရှိသေးတယ်လေ။မတရားသဖြင့်ရတယ်ဆိုတာသူများစီကလိမ်ယူတာတို့ခိုးခိုးယူတာတို့မတရားတဲ့ဤတွေနဲ့လှုပ်ပြီးတော့ရထားတာတို့အဲ့ဒါတွေမဟုတ်ပဲနဲ့တရားသဖြင့်အယောင်ဝယ်ကဖြစ်စေကုလုအားနဲ့ဖြစ်စေဥမာပဲယုံလုံးလုံးတဲ့ယုံက ေးတဲ့လကဒါတရားသဖြင့်ရတယ်လို့ပြောမှာပဲအဂတိတရားလုတ်ကင်းပြီးတော့ကုလုအားနဲ့ကိုရတဲ့ငွေကြေးတနာလို့ဆိုလိုတယ်ပေါ့အဲ့ဒါဘုရဘသာဝင်ဖြစ်လို့ရှိရင်ဒါတွေလည်းပဲစီပေါ်ရှာတဲ့နေဒီလိုပဲကြိုးစားပြီးတော့ရှာတဲ့နေခဏခင်မှာတော့စီပွားရှာတဲ့နည်းတွေအများကြီးပဲပေါ့နော်ဟိုတယ်လုပ်ပြီးတော့စီပွားရှာတာလဲ ဒါတရားသဖြင့်ရှိပွားရှာတာပေါ့နော်ဒါရောက်တဲခိုးတဲ့ပုဂ္ဂိုလ်တွေစီကအခကျင်းွေရတယ်ဒီအဲ့တဲ့ကျူပိုးလှုပ်တာလဲဒါတရားသဖြင့်ရှိပွားရှာတယ်အယောင်းဝဲလှုပ်တာလဲတရားသဖြင့်ရှိပွားရှာတယ်ဘယ်သူမှထိခိုက်နင်းတာတော့မဟုတ်တဲ့စီပွားမှန်သမျှဓမ္မိကတရားလမ်းကြောင်းမပြတ်စီပွားရှာတယ်လို့ပြောနိုင်တယ်အဲ့ဒီလိုရလာတဲ့စီပွားဥစ္စာ ရှာပုံနဲ့ပတ်သက်ပြီးပြောတာရှားလာတဲ့စီးပွားဥစ္စာဘာအတွက်ရှာကြတာလဲရှာပြီးတော့ဘာအတွက် သုံးမှလဲဟုတ်ပြီစီးပွားရှာတယ်ရလာပြီရှားလာပြီဆိုရင်နံပါတ်1ကကိုယ်ရည်မှန်းတဲ့လူတိုင်းလူတိုင်းဟာဟိုဘယ်သူပဲဖြစ်ဖြစ်စီးပွားရှာတယ်ဆိုတာကိုချမ်းသာဖို့ရှာတာဒါတော့တေချာဘောပါမှာပဲနော် ကိုချမ်းသာဖို့ကိုမိသားစုချမ်းသာဖို့ဆိုတာချမ်းသာသာနေဖို့ရှာဒါရှာတဲ့နေဟာပဲကိုချမ်းသာအောင်လုပ်ရမယ်ကိုမိပါးလေးချမ်းသာအောင်လုပ်ရမယ်အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာပထမဆုံးလူတွေဟာစီးပွားရှာတာဟာမှန်ကန်တဲ့ရွေချက်နဲ့စီးပွားရှာတာဘယ်လိုရွေကြလဲရှာလာတဲ့စီးပွားကိုဘယ်လိုသုံးတယ်ဆိုတာစကလုံးချင်းချင်းနဲ့ပဲဖော်ပြတယ် အတ္တနံသူခေတိပိနေတိတဲ့ကိုချမ်းချမ်းသာသာ နေတယ်ဝဝလင်းလင်းစားသုံးတယ်ကို့အတွက်ကောင်းကောင်းနေကောင်းကောင်းသုံးတယ်ရလာတဲ့စီပွားကိုကို့အတွက်သုံးပြရမယ်ပြီးတဲ့အခါမှာမန္တပိတရောသူခေတိပိနေတိကိုရဲ့အမေဖေတွေကိုချမ်းချမ်းသာသာနေစေတယ်ဝဝလင်းလင်းကြွေးမွေးထားတယ် ဒါကိုရတဲ့စီပွားကိုမှန်ကန်စွာအသုံးချခြင်းပဲမိဘကြွေးတာ ကုံမစည်ကုံကြိုးနဲ့တယ်ကိုစားလို့ကိုချမ်းသာအောင် အသုံးပြုလို့ကုံရင် ကုံမစည်ကုံကြိုးနဲ့တယ်ဒါစီပွားရှာတာကိုကကိုချမ်းသာဖို့ကိုမိဘတွေချမ်းသာဖို့နောက်တစ်ခုကတော့ပုဒ္ဒထာရဒါသကမ္မကရပောရိတေတဲ့ ုဒ္ဓတာရဆိုတာသာသမီတို့အိမ်တော်ဘက်တို့ဗုဒ္ဓတာရလို့ခေါ်တယ်။ဒါသကမ္မကရပောရိတာဆိုတာရှိခေတ်ကတော့အိမ်မှာအပိုင်ဝယ်ထားတဲ့ကြေးကျွန်ဆိုတာရှိတတ်တယ်။ခဏိခေတ်မှာတော့ကြေးကျွန်မရှိဘူး။အဲတော့ကမ္မကရပောရိတာဆိုတာဝန်တန်းနေကိုယ်အိမ်မှာလှုပ်လှုပ်ဖို့ရခေါ်ထားတဲ့ဝန်တန်းနေအဲဆိုလိုတာကကိုမိသားစု ကိုယ့်ရဲ့ဝန်တန်းတွေချမ်းသာဖို့အသုံးပြုတယ်။ဝါဝါလင်းလင်းစားစေတယ်ဆိုတော့ကိုရှာထားတဲ့စီပွားကို အခုတိုင်းပဲအသုံးပြုတယ်ဆိုလို့ရှိရင်ဒါဟာမှန်ကန်စွာအသုံးပြုခြင်းပဲလို့ရသော်ဖျားသတ်မှတ်ပြီးတော့ဖော်ပြတယ်။မသုံးရဘူးပြောတော့မဟုတ်ကိုကိုရှာတဲ့စီပွားကိုဒီလိုပဲသုံးချကိုချမ်းသာအောင်အသုံးပြုမယ်။ မိဘအတွက်သုံးပြုမယ်ကိုအိမ်အိမ်သူအိမ်သားဝန်ထမ်းများအတွက်အသုံးချတယ်ဒီချက်ဟာပြေချိန်နှက်ဆရာကောင်းတဲ့အချက်ပဲတဲ့နောက်ဒုတိယအချက်အိမ်နဲ့မြတ်စွာဘုရားဟောတယ်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတရားသဖြင့်ရလာတဲ့ဥစ္စာကို ဒုတိယအနေနဲ့ဘာသုံးချမလို့မေတ္တာမေစေသူခေတိပိနေတိလူတိုင်းလူတိုင်းမှာမေဆွေတွေရှိတယ်ဒုက္ခကံပဲတည်းအပေါင်းအသင်းတွေရှိတယ်သူတို့မှာအခက်အခဲတစုံတရာရှိလာလို့ရှိရင်ကုညီသင်းတယ်သူတို့အတွက်အသုံးချပေးတယ်ကိုရှာတဲ့ပစ္စည်းဥစ္စာသူတို့အတွက်လည်းပဲအကူအညီပေးတယ်ဆိုလို့ရှိရင် ဒါလည်းကျေနပ်စရာကောင်းတဲ့ဟာပဲတဲ့ဒါလည်းမမေ့တဲ့နာကိုနဲ့ကိုပတ်ဝန်းကျင်ဆိုတာမိတ္တဆိုတာမိတ္တသက်ဝင်ချစ်ခင်ကြတဲ့အပေါင်းအသင်းတွေအမစ္ဆာဆိုတာလုဖို့ကြိုက်မဲ့တည်းတခါတည်းအခက်ခဲကြုံတဲ့အခါကျတော့ကိုယ့်ရဲ့ကူညီမှု ကိုယ်ခက်ခဲကြုံရင်လည်းသူတို့ရဲ့ကူညီမှု အပြန်အလှန်အပြုတ်ပြီးတော့နေရတာဖြစ်တော့ကြောင်း ကိုရှာထားတဲ့စီးပွားတွေကမိတ်ဆွေတွေအတွက်သုံးချတယ်လုပ်ဖို့ကိုင်မဲ့တွေအတွက်သုံးချတယ်ဆိုရင်ဒါမှန်ကန်စွာသုံးချခြင်းပဲဖြစ်တယ်ခြေနဲ့ဆရာကောင်းတယ်တဲ့ဒါလေကိုရှာတာသူတို့အတွက်လည်းပါတယ်လို့သူဆိုလို့နောက်တတိယအချက်ကြတော့မြတ်စွာဘုရားပါ ဟောတော့ လူလောကဆိုတာအခက်ခဲတို့ဘေးရန်အန္တရာယ်တို့ဆိုကြုံတတ်တယ်လေဒီဘေးရန်အန္တရာယ်နဲ့ပတ်သက်ပြီးတော့အဖြစ်များတာပမာပြည်မှာအတူတိများတာ ပါတော့ဆိုရှန်သူမျိုး၅ပါးတကယ်တော့စာပေချမ်းကမှာ ရန်သူမျိုး၅ပါးလို့တိုက်ရိုက်သုံးတာတော့နည်းတယ် တဲ့သုံးတာတော့နေလဲတယ်ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီယန္တမျိုး၅ပါးဆိုတာလူကိုယံပြုတဲ့ယန္တမျိုး၅ပါးတော့မဟုတ်ဘူးပစ္စည်းဥစ္စာ အကုန်ကြဖြစ်ပေါ်စေတတ်တဲ့အခြေအနေဇိုးတွေကိုဆိုလိုတာပဲလူတွေဆိုတာအများနဲ့နေကြတဲ့အခါမှာကိုပစ္စည်းဥစ္စာတွေဟာ ကိုယ့်အိမ်ကစာပြီးတော့မီးလောင်တာမဟုတ်ပေမဲ့လို့သူများအိမ်ကလာပြီးတော့ကူးဆက်ပြီးတော့မီးလောင်ခံရတာမျိုးတွေလည်းရှိတယ်။မီးပေးတဲ့နယ်ဆိုတာလောကမှာရှိနိုင်တယ်လေမြို့ကြီးတွေပါကြီးတွေဆိုပို့ပြီးတော့ကြောင်းခင်မီတိုးတက်နေတဲ့မျိုးတွေဒီနိုင်ငံတွေတောင်မှပဲမီးပေးဆိုတာရှိတယ်။အဲ့ဒီလေအဲ့ဒါကိုပဲမီးကိုပဲ ရှင်သူလို့သဘောထားပြီးတော့ပစ္စည်းဥစ္စာကိုဖျက်လို့မိဘေးတင့်တဲ့အခါမှာကိုရှာထားတဲ့ပစ္စည်းဥစ္စာဟာမိဘေးကြောင့်ဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာတွေအတွက်အစာထိုးကာကွယ်လို့ရတယ်မရှာဘူးဆိုရင်မိလောင်ကုန်သွားရင်စားရမရှိဖြစ်မှာပေါ့နော်အဲ့တော့ရှာပွေပြီးစုဆောင်းထားတဲ့ငွေကြေးဟာဒီလိုဘေးရန်အနေနဲ့ကြုံလို့ရှိရင်သုံးချ နောက်တစ်ခါရှင်ဘီဆိုတာမထစ်မပဲနဲ့မျိုးတွေရွာတွေရေလွှမ်းတတ်တယ်ရေလွှမ်းသွားတဲ့အခါကျတော့ကုပ္ပစီတွေပါသွားတတ်တယ်အဲ့လိုပါသွားလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေဆိုးရှုံးတာပဲပမပြေးမကိုတခါတော့တောင်သာပဲမှန်စိတ်သွင်းနေဆိုင်တယ်သူတို့စီမှရေပဲတော့မှအိမ်အောက်ရောက်တာမဟုတ်တော့စိတ်သွင်းနေကိုရေအောက်ဖြန့်တာ ရကြတော့မထင်မှဖဲနဲ့မိုးရီရွာ တောင်ကြီးတွေလာပြီးတော့အင်းအောင်ထားတဲ့ကျက်သွန်တွေကုန်ပါသွားတာဒါမျိုးလေးချုပ်တတ်တယ်လေရှိရတဲ့ကုံရော ရေမျောသွားအနာရဝိသတိကြီးကိုတိုင်းကိုကလည်းသူကပိုးရှံတဲ့ဝေချီးတွေကိုသူတို့ခိတ်ကတော့ရေကြီးတဲ့မြုပ်တယ်ရေကြီးတဲ့မြုပ်ထားလေးရှိတယ်ခုခိတ်လို့ဗန်းစနစ်မရှိဘူး ဘာစနစ်မရှိတော့တွင်တူးပြီးတော့မြေကြီးထဲမြုပ်ထားကြအဲသူမြုပ်ထားတာတာဝတိဆိုတာအသီရဝတိမြေကံမေးမှရှိတာဟုတ်အသီရဝတိမြေကံဆိုမြေဆိုတာဘာနဲ့တူတော့ဆိုမူးမြင့်နဲ့တူတယ်တောင်ကြရေးလိုက်ခါရရေစီးရတန်းနေပဒစာရီတို့မျောသွားတယ်ဆိုတာအဲ့သူ့သားလေးတွေမျောတယ်ဆိုတာအဲ့ဒီမြေပဲအသီရဝတိရှိရတဲ့အခုရောက်ရင်ရောက်လာတာ ပမာပြေမှာထောင်းသေးချောင်းလို့လို့ပေါ့နော်ထောင်းတော့မလို့ဘူးလို့ပြောတယ်အဲ့ချိန်မှာတောင်ရရေကြလာလို့ရှင်တိုက်စားသွားနိုင်တယ်အဲ့ဒီမှာအနာရဝိသတိကြီးကမြေကမ်းမှာသူပစ္စည်းတွေမြုပ်ထားတာဟောရေတိုက်စားပြီးကွာတဲ့ရေထဲပါသွားတော်တော်များများပစ္စည်းတွေပါသွားဘူးတယ်သူဆင်းရဲသွားသေးတယ် ကျွေးရပြန်မရတာတို့ညုံဏသိသိထားတဲ့ပစ္စည်းတွေကခုန ရေတိုက်စားလို့ညစ်ထဲပါသွားတာတို့အဲ့လိုဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့အဲ့ဒီလိုဖြစ်လာလို့ရှင်အစာထိုးရတ္တိနိုင်ဖို့အတွက်ဒီစီးပွားဥစ္စာကိုရှာကြရတယ်ရှာပြီးတော့အသုံးချတယ်လို့သူတို့ဆိုတယ်